အားလုံးပဲမင်္ဂလာပါစာမဏိအတတိမဲကနေပြန်လည်ကြိုဆိုလိုက်ပါရယ်မြန်မာနိုင်ငံမှာတဝကူဖျားများစွာရှိတဲ့အနက်ပကံတဝကူဖျားမှာတမှုထူးခြားလှပါရယ်ဒါပေမဲ့လည်းမုတ်ပေါက်တစ်ဖက်သာရှိတဲ့ဖျားတွေကိုတဝကူဟုခေါ်ဆိုကြခြင်းကြောင့်ပကံမှာနောက်ထပ်အခြားတဝကူဖျားများစွာရှိရလို့လည်းသိရပါရယ်စောင်းဝရှင်နဲ့ပြင်သမီးတော်လေးတို့ချစ်ကြိုက်မိသဖြင့်ဘရင်ကြီးအမျက်ရှာကတဝကူဖျားအတွင် အုပ်ဖြစ်ပိတ်သက်ခဲ့သည်ဟုသောဇလန်းရှိခဲ့တယ်တဝကူဖျားကတော့နာမည်ကြီးပြီးခီးသွားရိအမေအများဆုံးဖျားပဲဖြစ်ပါရယ် ထိုဇလန်းလေးကလည်းယနေ့ခေတ်တိုင်အများစုပြောနေကြသောဇလန်းလေးလည်းဖြစ်ပါတယ်။ဒီဗီဒီယိုထဲမှာတော့တဝကူဖျားရဲ့ဇလန်းလေးအကြောင်းကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ကြံပေးပါရစေခင်ဗျာ။ အရင်တခါကမျိုးသားလေးတူဦးမှာအလွန်လှပပြီးချစ်ဖို့ကောင်းတဲ့စောကလေးရဆိုတဲ့ညီမတစ်ယောက်ရှိပါတယ်။ဒီညီမကနေပိုင်စောဘွားကြီးနဲ့ချစ်ကြိုက်နေပါတယ်။ဒါကိုမျိုးသားလေးကသဘောမကျခဲ့ပါဘူး။စောဘွားကြီးကသူ့ညီမငယ်ကိုတကယ်မချင်မှန်းသိတဲ့အတွက်ကြောင့်မှညီမငယ်